အားလုံးပဲမင်္ဂလာပါကျွန်မဝမ်းချုပ်တယ်ဝမ်းချုပ်ဝင်ဆရာဝန်တွေကအရွယ်များများစာအသီးရွယ်များများစာရေများများတောက်ဆိုပြီးပြောရယ်ပေါ့နော်ဟုတ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 ်ဆိုပြီးလူနာတွေကလည်းပြောရတာပဲဒါပေမဲ့သူမစားပြဘူးအဲ့တော့ဘာကြောင့်စားခိုင်းတာလဲအဲ့ဒါတွေကဘလို့လုံးလုံးလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်သူကလေးဒီလားဝမ်းသွားဖို့ဆိုရင် rectum လို့ခေါ်တာပေါ့နော်အစာဟောင်းအိမ်အစာဟောင်းအိမ်ထဲမှာအဲ့နားလောက်မှာအဲ့နားလောက်မှာ 1ရှိမှ तू ကပလုတ်ဆိုပြီးသွားတယ်အဲ့တော့1တော့ပထမဆုံးလို့ရအဲ့နားမှာရောက်နေရမယ်เนาะအဲ့တစ်ချက်အဲ့နားမှာရောက်ဖို့ဆိုရင်ဘာလုပ်ရမလဲဆိုရင်ကိုကစားတယ်เนาะကိုစားတဲ့အခါကိုစားတဲ့အစားအစာတွေဒီအဲ့နားအထီကိုအခွေဦးအခွေရနေပြီးတော့တစင်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 နဲ့ရွေရှားပြီးအဲ့နားအထီရောက်ကိုရောက်ရမယ်အဲ့ဒါဒုတိယချက်ပထမတစ်ချက်ကအိုင်နာမှာ1ရှိနေရမယ်ဒုတိယတစ်ချက်ကအစာဒီအိုင်နာကိုရွေးချပြီးတော့ရောက်နေရမယ်အဲ့ဒါပဲเนาะအဲ့တော့ ိုကရေရိုတန်းတန်းစားရဲထမင်းစားရဲကိတ်မှုစားရဲကော်ဖီတောက်တယ်ဘာညာစားရဲအဲ့ဟာတွေဒီစားလိုက်ရင်မဇက်ကလည်းဝါးတယ်မဇက်ကဝါးတာကိုဥမာ30ခန်းလုံးလောက်ကြေဝါးရဲဆိုရင်ကိုမျိုးချရဲမျိုးချပြီးတော့အစာရင်ထဲရောက်တယ်အစာရင်ကအက်ဆစ်တွေပါရီထုတ်တယ်ထက်ချေတယ်ပြီးတော့အစာအိမ်နိုင်ရန်နေလိုရာတွေစုပ်တယ်စုပ်ပြီးတော့ဥမာကြံတဲ့ဟာလေးအနေချင်းလေးပဲကြံသွားတာเนาะနည်းနည်းပဲကြံခဲ့တာ ဲ့နည်းနည်းလေးကတွိုင်း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 အောက်ရောက်ရင်အတိုင်းတာပမာဏလောက်အထည်ဥမာထားပါတော့ဟိုဥမာထားပါတော့လက်တီးစုပ်တုပ်စုပ်လာလောက်ရှိမှရှောက်ဟိုကဥပမာပြောရအောင်နော်လက်တီးစုပ်တုပ်စုပ်စာလောက်ရှိမှ तू ကဝမ်းသွားမယ်ဆိုရင်အဲ့နားမှာဟိုကဟိုဥကဆုပ်လိုက်တာနဲ့ခြေဖက်လိုက်တာနဲ့ဆိုအဲ့လောက်မရှိဘူးနော်တခြားဟာတွေဆိုင်အဲ့လောက်မရှိဘူးအဲ့တော့ဒေါက်တာတို့အတီးအရွက်တွေစားတယ်အတီးနဲ့အရွက်နှစ်ပိုင်းရှိတယ်အရွက်စားတယ်ပေါ့နော် fiber ရေစားခိုင်းနေအမြင်တက်ပါရဲ့ဟာရေစားပေးပါလို့ပြောရဲ fiber မှာနှစ်ပိုင်းရှိရဲ့ soluble fiber နဲ့ insoluble fiber soluble ဆိုတာပျော်ဝင်သောဘာမှပျော်ဝင်လဲဆိုရင်ရေမှာပျော်ဝင်သောရေမှာပျော်ဝင်သောအမြင်နဲ့ရေမှာမပျော်ဝင်သောအမြင်ဆိုပြီးနှစ်မျိုးရှိတယ်။အရွက်တရားကြတော့အများအားဖြင့်အရေမှာမပျော်ဝင်ဘူး။အဲ့တော့ဒေါက်တာဒီနေ့ကုစုံရကြော်နဲ့အဲကုစုံရကြော်တို့ဂေါ်ရခါညွန်တို့ဗာညာတို့စားလိုက်တယ်ပေါ့နော် စားလိုက်တယ်။စားလိုက်တော့ဘယ်နှဆုံးစားမလဲ။ဥမာ၅ဆုံးစားရပေါ့နော်။၅ဆုံးစားဆိုတော့၃ဆုံးစားရစားရင်ဝါးမယ်။ဟုတ်တယ်ဝါးတာဘယ်လောက်ကြေနိုင်မှာလဲသိလား။ အဲ30ရာရီတန်းလောက်ပဲကြေမှာအဲ့ဒါပြီးမျိုးချလိုက်ပေါ့မျိုးချပြီးအဲ့အရွက်တည်းရာတဲ့သူကဘိုက်ထဲကအစာရင်ကထပ်မချေဘူးချေရင်လည်းနည်းနည်းပါးပါးပဲအပေါ်ရန်လောက်ပဲချေတာဥပမာဘတ်ဇက်ထဲမှာ30ရာရီတန်းဝါပြီးဘိုက်ထဲရာ20ရာရီတန်းလောက်ထပ်ချေရင်ချေလိုက်မယ်အဲ့လောက်ပဲချေပြီးရင်သူကဥနေရမဆုပ်ဘူးကိုစားတဲ့အဟာကြီးကအလုံးကြီးဖြစ်နေပါသိလားအဲ့ဒါကိုစားတဲ့အမောင့်အတိုင်းကြီးကိုအဲ့အလုံးကြီးကပါတယ်ပါတော့အဲ့အလုံးကြီးကဒါဥဆိုရင်အဲအစာရင်ကနေပြီးအောက်ကိုကြောက်ဝိုင်းဥဥဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီအစာလုံးကြီးကရောက်သွားပြီ အစာလုံးရရောက်သွားအစာလုံးရသူ့ဘာသာသူလည်းရွေ့လာဆိုတော့သူ့ဘာသာသူကတော့ရွေ့ရထက်ဦးနိုင်ရန်နေရလှုပ်တာဦးကလှုပ်တော့မှဒေါက်တာပုံမှန်ပြထားတယ်အစာအလုံးကဥမာပမာဏတစ်ခုပေါ့နော်နိုင်ရန်တွေကိုထိနေရမယ်အဲ့အစာလုံးကနည်းနည်းလေးထိရင်နည်းနည်းပဲရွေ့မယ်အများကြီးထိရင်အများကြီးရွေ့မယ်နော်အဲ့လိုမျိုးအကြမ်းအပြင်းမှတ်ထားလိုက်ပေါ့အဲ့တော့ဦးနိုင်ရန်အလုံးရထိသွားရင်အော်အစာရှိနေပြီဆိုပြီးတော့သူ့ရဲ့ပမာဏပေါ့မူတည်ပြီးတော့သူကြကြရှိမဲ့ပုံမှန်မူတည်ပြီးတော့ အဲဒီနားမှာရောက်ရင်အစာရောက်တာနဲ့အနောက်ကနေလှုပ်တယ်ပြီးရင်အရှိကိုဒိုးတယ်အဲ့လိုအနောက်ကနေအနောက်ကနေလှုပ်ပေးတာဥတွေကအစာကိုအာယုံခံပြီးတော့အစာကိုနံရံအထိတော့မှဥကလှုပ်ပေးတာအဲ့ဟာကို peristalsis လို့ခေါ်တယ်အဲ့လိုမျိုးဥတွေကအဲ့လိုရွစီရွစီနဲ့လှုပ်ပေးပြီးအရှိကိုတွန်းတွန်းတွန်းနဲ့မှနောက်ဆုံးမှအစာအဟောင်းနားကိုရောက်လာပြီးတော့ဖလှုပ်ဆိုပြီးတော့ထွက်သွားမှာเนาะဆိုတော့အဲ့မှာစဉ်းစားကြည့်ရင်ဥကိုအဲ့လိုလှုပ်ပွေးဖို့အစာဘတ်ကြီးလိုတယ်အဲ့ဒါရိုးရိုးစာမရအောင်အဲ့လို fibers တွေ fibers မှာ insoluble fiber ပေါ့နော်အရွက်တွေအရွက်တွေစားတာအရွက်တွေစားမှာအလုံးရံကြီးလာမှာဟုတ်ပြီနောက်တစ်ခုကကြာအလုံးရောဖြစ်နေရအဲ့ဆိုရင်ချက်မှာ1ရမမာကြီးဆိုတော့ jacket ကြီးဖြစ်မနေဘူးလားอืมနော် soluble fiber ရှိရအသီးတွေစားတာဥမာဥမာဗာလဲ panty တို့ panty တို့ပြောပါလဲတမောတွေအဲ့လိုအသီးတွေကြာ soluble fiber တဲ့သူတို့ကကြာတော့ရေကိုဆွဲပေးရဲ့ ရေဆွဲဆွဲထားရဆိုတဲ့အတွက်သူတို့စားအဲသူတို့ကိုစားလိုက်ပြီးတော့မျိုးချလိုက်ရင်ရေတွေပါသူတို့ကဆွဲသွားဆွဲသွားတဲ့အတွက်သူကကြောက်ပျော့ပျော့လေးဖြစ်တယ်အဲ့တော့အတီးရောအရွက်ကိုစားလိုက်ရင်အပြောနဲ့အမှားနဲ့ဆိုရင်မျက်ကြည်ဖြစ်သွားတာပေါ့နော်ဆိုတော့အတီးရွက်တွေစားရင်အလုံးလဲကြီးတယ်အစာလုံးကြီးကြီးမှာဒီလားအစာလုံးကြီးကြီးပြီးတော့အောက်ကိုဖြည်းဖြည်းဖြည်းချင်းရှော့ပြီးတော့မှအာ consistency ကလည်းပျော့ပျော့လေးပေါ့နော်ဝမ်ပျော့ပျော့လေးတောင်းမှာပဲဖြစ်ပါတယ် အဲအဲ့တော့ဒီတိုင်းဆိုပြီးွားရလားဆိုရေလဲတောက်ဖို့လိုသေးတယ်ဒီနော်ရေတောက်ချတော့မှရေကအရှိကိုတွန်းဖို့ပေးလို့ဖြစ်ပြီးတော့တွားရပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဆရာဝန်နေသည်အရွက်စားပါလို့ပြောတာအမြင်တက်ပါမယ်ပါမတော့ဘတ်ဖြစ်မှာကွာတိလားအဲ့လိုအလုံးရင်းဖြစ်မှာဘာမလို့အတီးရဲ့အရွက်ရဲ့ရေရဲ့တုံးခုလိုရဲ့တုံးခုလိုမှာဝမ်းတော့ရဖြစ်ပါတယ်အဟုတ်ပြီဆရာမကျွန်တော်နားလဲဒါမဲ့ဆရာမရကျွန်တော်အဖိုးကတော့မရှိတော့ဆရာမပြောတာဘလို့စားမလို့โอเคတော့မရှိဘူးရအဲ့ဆိုရင် ဆံပြုတ်လေးပြော့ရင်ရွှေဖုံသီးကိုကြောက်ဖုံသီးကိုခြေထည့်ပေးတာတို့ဒီလားအရွက်ဆိုလဲပျော့ပျော့လေးဖြစ်တဲ့အထိပြုတ်ပေးတာတို့သူတမြုံမြုံနဲ့ဝါနိုင်လောက်တဲ့ပျော့အမအနေထားလောက်လေးလှုပ်ပေးလို့ရပါတယ်လှုပ်ပေးလို့ရရပါတော့ခြေကျွေးကွယ်ဒီလားအတီးရွက်တွေကိုမီဆောလေးပေါ့လေအရင်အဲ့တော့ဟိုနူးနူးနက်နက်လေးပြုတ်ပြီးတော့ကျွေးလို့ရပါတယ်ရှင်ဟိုလိုရဲအတီးရွက်ရေလိုလိုရဲအဲ့မလိုဘဲနဲ့မိုးရဆရာမိုးတွေဝမ်းချူဘောလုံးနဲ့အားကိုးနေလို့အဆင်မပြေပါဘူးကျေးဇူးတင်ပါတယ်